တမလို့ရှိမှတ်ပြီးသူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ18ရက်10လ2025ရက်နေ့သတင်းတွေကိုတည်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းတွေအနေနဲ့ကတော့တမလို့ကတီဘောမျိုးကိုရပိုင်းအတွင်းဒါအလုံးစုံပြန်လည်ထင်းချုံနိုင်မှုအခြေအနေပြီးလို့ရှိရင်နောက်ထပ်တမလို့ရဲ့စစ်မင်းနေစာတွေဘယ်ဦးဖွင့်မလဲဆိုတဲ့အခြေအနေပြီးလို့ရှိရင်ဒီအကြံဘက် KNY ရဲ့ဌာနချုပ်စံပြဖြစ်တဲ့လိုင်စာကိုတမလို့ကလေကြောင်းနဲ့ဒါဘော်ဂျက်တက်ခိုင်းမှုရှင်းလင်းမှုအခြေအနေနောက်တစ်ခုတော့ဒါအကြံဘက် TLA တွေရဲ့ဆုံးမှုချင်းခံထားရတဲ့ဒါနံပါတ်2နဲ့နံပါတ်3ကိုတမလို့ကလေကြောင်းနဲ့ဘုံကျက်တက်ခိုင်းမှုအခြေအနေနောက်တစ်ခုတော့ဒီအကြံဘက် PDF တွေကိုဒီအညာဒေတာကဒေတာခံဤသူတွေက လက်မခံတော့ဘဲနဲ့ရွာနေမောင်းထုံနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ပုဒ်အနေနဲ့ဒါလက်ရှိတက်မတော်ကဒီ3လကာလအတွင်းမှာမြို့သုံးမြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်တဲ့အနေအထားနဲ့ပတ်သက်ပြီးတင်ဆက်ပေးပါမယ်ဒါကတော့ကျွန်တော်မြတ်ပြည်သူတွေသိပြီးသားပဲအကြမ်းဖက်တီးရလေတွေရဲ့ဒါယာယီထိန်းချုပ်မှုခံထားရတဲ့နောင်ချိုးကြောင်မဲ့တီဘောကိုတက်မတော်ကအလုံးစုံပြန်လည်ထိန်းချုပ်ပလိုက်ပါပြီနော်တီဘောမြို့ကိုတော့ကျွန်တော်တို့16ရက်10လ2025ရက်နေ့မှာဒါအလုံးစုံပြန်လည်ထိန်းဟိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဒါရရှိခဲ့တာကတော့15ရက် ဆယ်လ2025ရင်းနေ့မှာဒါတက်မလို့ရဲ့စစ်ကြောင်းတွေကဒီမြူသေးဘူးဝင်နေတဲ့အပိုင်းနေရှိတယ်ဒါပေမဲ့အဲ့နေ့ကတော့အလုံးစုံမရဘူးဒီ16ရင်းနေ့မှာတော့ဒါတက်မလို့ကအလုံးစုံရရှိခဲ့တဲ့အနေအထားနဲ့ပတ်သက်ပြီးတင်ဆက်ပေးတာပါနော်တက်မလို့ကဒီ16ရက်ဆယ်လ2025ရင်းနေ့မှာတော့အကြံပတ်တရလေးတွေယာယီဆုံးမထားတဲ့တီပေါ်မျိုးကိုရပ်ပိုင်းတွင်အလုံးစုံပြန်လည်ထိန်းချုပ်လိုက်ပါပြီကျွန်တော်ပြောနေကြစကားအတိုင်းပဲနော်တီပေါ်မျိုးကိုတက်မလို့ကဒီလားကုန်ဒီလားမကုန်ဘူးတီပေါ်မျိုးကိုတက်မလို့ကပြန်သိမ်းလိုက်မယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်နော်တကယ်လေး လာတော့မကုန်လိုက်ပါဘူးနော်ရပိုင်းလေးပဲကြာတာပါရပိုင်းလေးတပတ်ကြော် တပတ်တောင်ဟုတ်တယ်တပတ်ကြော်လောက်ပဲကြာလိုက်တယ်နော်အများဆုံးကြာ10ရက်ပေါ့နော်အများဆုံးကြာ10ရက်လောက်နဲ့တက်မလို့တီဘုံမျိုးကိုဒါကြက်ကလေးငက်ကလေးကောက်တလို့အကြံဘက်ဗဒတ်တွေကိုခွေးမောင်းမောင်းပြီးတော့ဒါတက်မလို့စစ်ချောင်းတွေဝင်ပြီးတော့အလုံးလုံးထင်းချုပ်လိုက်တဲ့အချင်းလေးပါပြီးလို့ချင်းဒီအကြံဘက်တည်းရဲ့လေးတွေနဲ့သူတို့မျိုးတမျိုးကဆုတ်ခွာတော့မယ်ဆိုလို့ရှိရင်ဒီပြည်သူပိုင်းအဆောက်အဦတွေဒါနိုင်ငံတော်ပိုင်းအဆောက်အဦတွေပြီးလို့ချင်းဒီဒေသခံပြည်သူတွေရဲ့သူတို့နဲ့မတည့်ရင်သူတို့ရန်သူဆိုတဲ့အိမ်တွေကို မိုင်းထောင်ခဲ့တာရှိတယ်နင်းမိုင်းတွေထောင်ခဲ့တာရှိတယ်တိုင်မိုင်းတွေထောင်ခဲ့တာရှိတယ်ပြီးလို့ရှိရင်အသေးကမိုင်းတွေထောင်ခဲ့တာရှိတယ်ပြီးလို့ရှိရင်ဒီပြည်သူပိုင်အစအဦးတွေကိုဒါသူတို့တီဘောမျိုးကနေပြီးဆုတ်ခွာတဲ့အချိန်မှာဒီမီရှုဖြည့်ဆည်းပစ်ခဲ့တယ်မီရှုဖြည့်ဆည်းခဲ့တဲ့ဗီဒီယိုဖိုင်တွေလည်းကျွန်တော်တို့ရရှိထားပါတယ်နော်ဒီကောင်တွေရဲ့အသံတွေဒီကောင်တွေရဲ့မီရှုနေတဲ့ပုံသဏ္ဍာန်တွေအစကျွန်တော်တို့ဒီမှာရရှိခဲ့ပါတယ်သူတို့ဘလောက်ပဲညှင်းဆန်ညှင်းဆန်သူတို့ရှုခဲ့တယ်ဆိုတာကိုကျွန်တော်တို့တသက်တည်နေတကွရရှိထားပါတယ်အဲ့တော့တီဘောမျိုးကိုတက်မတော်ကလုံးလုံးပြန်ထိန်းချုပ်လိုက်ပြီဖြစ်တဲ့အတွက် ဒီဘုံမျိုးမှာရှိတဲ့နော်ဒေတာကံပြည်သူတွေရဲ့ကလေးတွေကျောင်းနေရွယ်ကလေးတွေပညာပြန်လည်သင်ခွင့်ရပါတော့မယ်ပြီးလို့ရှိရင်ဒီဒေတာကံနေရဲ့ဒါပျက်စီးဆုံးရှုံးသွားတဲ့အိမ်တွေကိုဒါပြန်လည်ပြုပြင်မူမှန်ခြင်းတွေဒါဒေတာကံပြည်သူတွေပြန်လည်ဝင်ရောက်ခြင်းတွေလုပ်လို့ရပါတော့မယ်ဒီအခုလက်ရှိချိန်ဒီလေဝင်နေတဲ့ဒေတာကံပြည်သူတွေရှိပါတယ်ဒီနေ့ဆိုရင်တက်မလို့ဆက်ကျောင်းတွေကိုဒါဒေတာကံပြည်သူတွေနဲ့လက်နဲ့လေးလေးနဲ့ဒါဂုံပြူကျူစုပြီးတော့ကျတော့ကျူစုခွဲတွေလုပ်ပေးတာတွေတွေ့ရတယ်နော်အဲ့အတွက်လည်းဝမ်းသာပါတယ်အဲ့တော့တက်မလို့နဲ့ပြည်သူအမြဲကြည့်ပြူမှတူညီစွာလက်တဲပြီးတော့ အောင်ပွဲဆင်နိုင်မှာဖြစ်ပါတယ်နော်အဲဒါကြောင့်အခုလက်ရှိတက်မတော်အသိလိုက်တဲ့မျိုးတွေအားလုံးကိုပြန်ကြည့်ကြည့်လိုက်ပါတက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်တသားတည်းရှိနေတဲ့အတွက်တက်ကလေးငါကလေးကောက်တယ်လို့ကျွန်တော်တို့ပြန်လည်းကောက်ယူနိုင်ကြရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မနေ့ကတက်ချုပ်ကြီးကနေပြီးတော့ဒူးချုပ်ကိုပြောတယ်ဒူးချုပ်ကိုပြောတဲ့အချိန်နဲ့ပတ်သက်ပြီးတော့စီဝေးတစ်ခုတည့်ရမှာပြောခဲ့တဲ့စကားရှိတယ်ဒါကတော့ဒီတိဘောကိုတက်မတော်ကရပြီဖြစ်တဲ့အတွက် အဲ့ဒီဘောတကြောမှာရှိတဲ့အကြမ်းဖက်တရက်လေးတွေကိုခွေးတကောင်ကြောင်တမီတော်ငါမမြင်ချင်ဘူးဆိုတဲ့စကားတမတော်ကကွယ်ဦးစည်းချုပ်သရိုးမဟာသေးစီသူဘူချုံမူကြီးမင်းအောင်လာရဲ့ညွှန်ကြားချက်နဲ့ဒူတာတမတော်ဒုတိယတမတော်ကကွယ်ဦးစည်းချုပ်ဒုတိယဘူချုံမူကြီးဟိုဒုတိယဘူချုံမူကြီးတိရိပြန်ချီစိုးဝင်းကအောက်ခြေမှာရှိတဲ့ဒါရာရှိစစ်တီတွေကိုညွှန်ကြားတယ်လေချောင်းနဲ့ဝန်ရှင်းခိုင်းတဲ့ခြေအနေနဲ့ပတ်သက်ပြီးတော့ဒီနေ့ဆက်လက်ပြီးတော့တင်ဆက်ပေးမယ်ဒါကတော့ဒီအကြမ်းဖက်တရက်လေးတွေစိုးမိုးထားတဲ့ဒီနန်ဆန်နဲ့နမတူကို ဒါနေမရှင်းနေမှုတွေပြုလုပ်ခဲ့တယ်။ဒါတော့အော်တိုဘာလာဒီနေ့16ရက်နေ့ပေါ့နော်။16ရက်နေ့မှာဒါရှမ်းပြည်နယ်မြောက်ပိုင်းဒါအကြံဘက်တရလေတွေထိန်းချုပ်ထားတဲ့ဒါနန်ဆန်နဲ့နမတူကိုတမတော်ကဒီနေ့မနက်8နာရီ15မိနစ်နဲ့8နာရီခွဲအချိန်မှာလေချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ရှင်းနေမှုပြုလုပ်သွားတယ်။ဒါနဲ့ပတ်သက်ပြီးအကြံဘက်တရလေနဲ့အကြဆုံးတွေများတယ်။ခွေပြွက်ဝပြီးပြီးနေရတဲ့အပိုင်းတွေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့တို့နောက်ထပ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒေတာကံပြည်သူတွေပြောအမိမျိုးရှိပါတယ်။ဒါတော့မုတ်ကုတ် မိုးကုတ်ကိုတက်မလို့ဆစ်ကြောင်းနေစတဲ့ဝင်ရောက်နေပြီဖြစ်ပါတယ်ဒါမိုးကုတ်ကိုတက်မလို့ဆစ်ကြောင်းနေထိုးနေပြီဒါမိုးကုတ်မှာဒါအကြံပတ်တရလေးတွေရဲ့အမာခံစကန်းကုန်းတွေကိုတက်မလို့ကလိုက်လက်ရှင်းနေပြီးတော့ပြန်နေသိမ့်ပိုက်နေတဲ့အနေအထားတွေရှိတယ်မကြခဲ့မိုးကုတ်ဒေတာကပြည်သူတွေပြန်အမှာတော့မယ်အဲ့တော့ပြန်အမှာနဲ့အတူနော်တက်မလို့သားတွေဒါရရလို့အိမ်ထဲဝင်တဲ့အချိန်မှာအိမ်ထဲလာအိမ်ထဲလာပါဆိုပြီးခေါ်ပြီးတော့နော်ဒုံနေရိုက်အုတ်ခဲနဲ့ထုဒါနဲ့ခုတ်တဲ့ကိုမေကိုလိုများထမင်းဝအောင်စားထားပါလို့ကျွန်တော်ပြောနေကြစကားတိုင်းပဲမကြခင်တက်မလို့စစ်ကြောင်း မိုးကုတ်မြို့လာတော့မှဖြစ်တဲ့အတွက်အကြံပတ်အားပေးတွေရဲ့နော်အကြံပတ်အားပေးဤသူတွေခမင်းဝအောင်စားထားဖို့အချိန်တန်တော့မယ်နော်ခင်ဗျားတို့ဘဝတဘာကိုမကူပြောင်းခင်မှာခမင်းဝအောင်စားတာနော်တက်မလို့ရဲ့သွေးကြွေးဘယ်တော့မှမအေးပါဘူးနော်သေဆုံးသွားတဲ့တက်မလို့သားတွေရဲ့သွေးကြွေးဘယ်တော့မှမအေးဘူးနော်မိုးကုတ်မှာဒါအကြံပတ်တရလေးကိုအကြံပတ်တရလေးတွေဒါမိုးကုတ်ကိုဝင်ရောက်တဲ့အချိန်မှာတပြိပန်းလေးနဲ့ကြိုတဲ့အဖွဲတွေတို့နော်ပန်းကုန်းလေးနဲ့ကြိုတဲ့အဖွဲတွေတို့နော်ပထွေးကိုအဖေထင်ပြီးတော့အာကိုတကြီး ပန်းကုန်ကျူစုခဲ့ကြတဲ့ဒေသခံပြည်သူတွေအခုသူတို့ရဲ့ခံစားနေရတဲ့ဝေဒနာနဲ့ပတ်သက်ပြီးတော့ငွေကြေးတန်တွေလည်းကျွန်တော်တို့ကြီးကြားရပါတယ်။ကိုယ်တိုင်နဲ့ကိုယ်ကံခံမှာနောက်ထပ်ဆက်ကြောင်းတစ်ကြောင်းတက်မလို့ဆက်ကြောင်းလေးဝင်ရောက်တော့မှဖြစ်တဲ့အတွက်အကြံပတ်အားပေးဒေသခံပြည်သူတွေထမင်းဝအောင်စားထားပါ။ခင်ဗျားတို့ရဲ့ပိုင်ဆိုင်တဲ့စီးစင်တွေခင်ဗျားတို့ပိုင်ဆိုင်တဲ့အိမ်တွေခြံတွေကိုနိုင်ငံတော်ပိုင်ဖြစ်သိမ်းဆည်းတာတွေလုပ်ပါလိမ့်မယ်။နော်ခင်ဗျားတို့မိုးကုတ်မှာအကြံပတ်အားပေးတွေတက်မလို့သားတွေကိုရဲရဲဆက်ဆက်တက်ဖြတ်တဲ့ဒေသခံပြည်သူတွေခင်ဗျားတို့ ခမင်းဝအောင်စားတာပါလို့ဒီနေရာကနေပြီးတော့ပြောလိုက်ပြသည်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါအကျံဘက် KI ရံဘက် KI ရဲ့ဒါဌာနချုပ်ကျွန်တော်ဟိုတလောလေးရဲ့ဗီဒီယိုဖိုင်မှာလည်းပြောလိုက်တယ်နော်အကျံဘက်လက်နက်ကင်တွေရဲ့ဌာနချုပ်စကမ်းကိုလက်မတော်ကတိုက်လို့မရဘူးဆိုတာမှန်တယ်ဒါဖွဲ့စည်းပုံရဲ့ဒီနိုင်ငံတော်နှောင်းချစ်ဖွဲ့စည်းပုံအရာဝန်တိုက်လို့မရဘူးသူတို့ရဲ့ဌာနချုပ်တွေကိုသူတို့မူတည်တတ်မှတ်ပေးထားတဲ့နေရာကိုတိုက်လို့မရဘူးဒါပေမဲ့လေချောင်းကနေဖုံခါလို့ရတယ်လို့ကျွန်တော်ပြောနေကြတဲ့စကားရှိပါတယ်နော်အဲ့တက်မတော်က မနေ့က16ရက်နေ့ညတကောင်းကျော်မှာတကောင်းကျော်မှာ16ရက်နေ့မနက်ကူးတာပေါ့16ရက်နေ့မနက်ကူးတဲ့အချိန်မှာလက်ဆောင်လက်ပြပုံ၆လုံးတော့ကျဲသွားတယ်ကျဲသွားတယ်ဒါကတော့တမတော်ကအသေးကံဒုံနဲ့တိုက်ခိုက်သွားတာဖြစ်ပါတယ်အသေးကံဒုံနဲ့တိုက်ခိုက်သွားတယ်ဒါအကြံဘက်ကရင်ရဲ့လိုင်းသာဌာနချုပ်နော်အကြံဘက်ဒီစိုးမှုတဲ့ဌာနချုပ်ကိုတမတော်ကအသေးကံဒုံနဲ့တိုက်ခိုက်မှုကြောင့်ဒါအကြံဘက်ကရင်ရဲ့ဒီလိုင်းသာမှာရှိတဲ့ဒေသခံပြည်သူတချို့လည်းတေဆုံးမှုရှိခဲ့တယ်ဒါအကြံဘက် KIA လည်းအများပြားတေဆုံးခဲ့တယ်လို့ ဖေခံလီးစုပ်ဗရက်မှုန်နေတဲ့ခွေးတောင်းသား PDF တွေလည်းအသေးဆုံးနဲ့သိခဲ့တယ်လို့သိရပါတယ်။ထိခိုက်သေးဆုံးမှုကိုတော့အတိအကျတို့တို့ထုတ်ဖို့ပြောပြထားတာတော့မရှိဘူး။အဲ့တော့အကြမ်းဖက် KNY ကိုအဖေထင်နေတဲ့ PDF တွေလိုင်းသားမှာပဲခွေးတွေဝက်တွေသိရတဲ့အပိုင်းတွေတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်သေဆုံးမှုစီးရင်နေသိရရင်လည်းဆက်လက်ပြီးတော့တင်ဆက်ပြပါမယ်။ဒါကတော့တက်မတော် KNY ရဲ့ဒီလိုင်းသားဌာနချုပ်ကိုလေကြောင်းနဲ့ပုံကျဲတက်ခိုင်းမှုနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီအကြမ်းဖက် PDF တွေ နော်အကြံဘက် PDF တွေစိုးစိုးမှုထားတဲ့ရွာတွေအရင်တော့ HD ရွာတွေက HD ဒေသခံပြည်သူတွေကဒါပြည်သူကကွယ်ရေးတပ်ငါတို့ PDF နော်စစ်အာဏာရှင်ကြာရှုံးရမည်နော်စစ်မှနအောင်ငါတို့ဘယ်တော့မှမရောက်အမေစုချက်ချင်းလွတ်ပါလို့အမားကန်တွေလက်ခုပ်တီးခဲ့တဲ့ဒေသခံပြည်သူတွေအခုတော့အကြံဘက် PDF ရဲ့ရက်ဆက်ရုံမှမှုတွေကိုသူတို့ကောင်းကောင်းကြီးခံစားနေရတယ်ကောင်းကောင်းကြီးသိနေရတယ်ဒါကြောင့်ရွာတွေကိုအဝန်မခံဘူး ပြီးရင်ဒီအကြံပေး PDF တွေနဲ့ပြဿနာတက်တဲ့အပိုင်းတွေတွေ့ရတယ်အမှရွာဒီနေ့ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ဖိုင်တွေးလိုက်ရတယ်။ဒါရွာတွေကဒါဒေတာကပြည်သူတွေကအကြမ်းဖက် PDF တွေကိုဝန်ကုန်မပြုတ်ဘူး။ဝန်ကုန်မပြုတ်တော့ပြဿနာချင်းချင်းဒါငင်းပွားမှုဖြစ်ခဲ့ကြတယ်။ဖြစ်တဲ့အချိန်မှာဒေတာကပြည်သူတွေကဒီလေးခွားနဲ့ပြစ်တာတွေပြီးလို့ရှိရင်ဒီဂဲနဲ့ပြစ်တဲ့ပိုင်းလေးတွေပါရှိခဲ့တယ်။အဲ့အချိန်မှာဒီအကြမ်းဖက် PDF တွေအနေနဲ့ဒီဒေတာကပြည်သူတွေကိုသူတို့ဒါတကယ်အမှန်တကယ်ပြည်သူကကွယ်တက်ပါလို့ခေါင်းစဉ်ခံထားရင်ငါတို့ကပြည်သူကိုကာကွယ်မယ်ဆိုလို့ဒီခေါင်းစဉ်တက်ထားခဲ့ရဲ့ လက်ရှိအိပ်ပြည်သူတွေကိုသူတို့ဘာလို့အဲ့လိုလုပ်လဲဘာလို့အဲ့လိုရဲရဲစက်လုပ်တာလဲမင်းတို့ရဲ့အိပ်ပြည်သူဖိုင်ထဲမှာကျွန်တော်တွေးလိုက်တယ်လီလာလို့ဆဲတော့ကောင်ထွက်ခဲ့တဲ့ထွက်ခဲ့တဲ့ဆိုတနက်မောင်းတင်လိုက်တာကြားလိုက်တယ်ဗီဒီယိုဖိုင်ကိုတေချာလေးပြန်ကြည့်ကြည့်လိုက်ပါနော်တနက်ကိုဖောက်ဖောက်မောင်းတင်ပြလိုက်တယ်အမှန်တကယ်တော့သူတို့ဆဲတဲ့လူသူတို့ရန်သူသူတို့ကိုပြန်ပြောတဲ့လူသူတို့ဒလန်ဒီလိုကောင်းစင်နေတဲ့ဒေသခံပြည်သူတွေကိုတပ်ဖြတ်နေတဲ့အပိုင်းတွေရှိရကြောက်လက်ရှိအိမ်မှာရှိတဲ့ဒေသခံပြည်သူတွေကအကြမ်းဖက် PDF ကိုအာမကူတော့ပဲနဲ့သူတို့ရဲ့အဖေအရင်ကတက်မလို့ဆိုတာမှန်ပါလားဆိုပြီးတော့လက်ရှိ အဲ့မှာရှိတဲ့အကြံပတ်တွေရဲ့စကန်နေရာတွေဒါအကြံပတ် PDF တွေစိုးမှုတဲ့ဒီအထိုင်ချထားတဲ့နေရာတွေကိုစစ်ကြောင်းတွေကိုတရင်ပူးတဲ့ပိုင်းတွေရှိတယ်အထက်ကိုတရင်ပူးတဲ့ပိုင်းတွေရှိတယ်ဒါကြောင့်မလို့အကြံပတ် PDF တွေရဲ့ကြာရှုံးကမကြခင်ကြာရောက်ပါတော့မယ်မကြခင်မြန်မာနိုင်ငံမှာအကြံပတ် PDF ဆိုတာလုံးဝပျောက်ချင်မလားပျောက်ပါတော့မယ်ဆိုတာလေးထည့်ပြောပေးခဲ့တယ်နောက်တစ်ခါတော့ဒီအပိုင်းမှာဒီ MNND A ကိုကလက်နက်ကင်ဖန်ဆီးချုံနှောင်ထားတဲ့ဒါစစ်တုံးမှအချိုးပြန်လာဖို့ရှိတယ်လို့တော့တရင်ရတယ်တေချာလေးတော့နားဆွန့်ထားပါလို့ပဲဒီလောက်ပဲပြောလိုက်ပြရစီ နောက်တစ်ခုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေအားလုံးပူးပေါင်းပါဝင်မှုလိုတယ်ဒီလိုပူးပေါင်းပါဝင်မှလာလေအစိုးရတစ်တည်းတက်လာမယ်ကျွန်တော်တို့ဒီလွတ်လပ်စွာသွားလာလှုပ်ရှားလို့ရမှာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကိုအားလုံးပူးပေါင်းပါဝင်ပါလို့ပြောရပါ